်မင်္ဂလာပါကျမတော်ဦးခတ်တာပါ TV ရုံးမြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာလျက်စင်မီကိုအချိန်ပိုင်းသာ ပေးနေပေမဲ့မီတာခါမှာနှစ်ဆနေပါမြင့်တက်သွားခဲ့တယ်လို့မြို့ကန်ပြည်သူတွေကသိရပါဗျ။မတ်လအတွက်မီတာကားထွက်လာတဲ့အချိန်မှာအိမ်၃မီတာရီအနေနဲ့အရင်လတွေထက်နှစ်ဆလောက်မြင့်တက်သွားတဲ့အခြေအနေနဲ့ကြုံရတာလို့ဆိုပါဗျ။ တင်ငယ်ကျုံမြို့နယ်မှာနေထိုင်သူတယောက်ကမိကပုံမှန်အချိန်ပိုင်းပဲရတာအရင်လားတွေက3000လောက်ပဲပုံမှန်ကြတာဒီလအတွက်စီးရင်ထွက်လာတော့9000 6000လောက်ကြတယ်ကိုတိန်နဲ့မီတာမှားဖတ်တယ်ထင်နေတာတခြားသူတွေလည်းမီတာခတွေတက်လို့ပြောနေကြတယ်လို့ပြောပါတယ် ရန်ကုန်မြို့မှာလူနေရပ်ကွက်တွေကိုအုပ်စုခွဲက၄နာရီချာမီပေးတဲ့စနစ်အပြင်ဓာတ်အားလိုအပ်ချက်ကြောင့်ဆိုပြီး၄နာရီမီပေး၈နာရီမီဖြတ်စနစ်ကိုလည်းကြုံတလို့ကျင့်သုံးနေရလို့မြို့ကန်တွေစီကသိရပါဗျ။သကိုင်းကလေးလောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစပြီးရန်ကုန်မြို့မှာရပ်ပိုင်းအကြားတရက်ကိုလက်စစ်မီ၄နာရီလောက်ပဲရတော့တဲ့အထိအခြေအနေဆိုးဝါးမှုနဲ့ကြုံတွေ့နေရတယ်လို့ပြည်သူတွေစီကသိရပါဗျ။ အလုံးရှင်ကောင်းကြောင်အလုံသမားတွေကို PRP လက်မှတ်ရေးထိုးခိုင်းတဲ့ဖြစ်စဉ်ပေါက်ကြားသွားတာနဲ့ပတ်သက်လို့ Golden Color Fashion စက်ယုံကအလုံသမားတမကဥက္ကဋ္ဌအပါဝင်ခေါင်းဆောင်၄ယောက်ကိုစက်ယုံဘက်ကတရားစွဲလိုက်တယ်လို့အလုံသမားရေးလှူရှားသူတွေစီကသိရပါဗျ။အင်းစိန်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ Golden Color Fashion အထည်ချုပ်ဆက်ယုံကအလုံသမားတမကဥက္ကဋ္ဌမမေလာပြေမုံအလုံအမှုဆောင်မခိုင်စင်ဝင်းနဲ့မအေးမြနန္ဒာ တမကအတွင်ရေမမအေးမြတ်ခိုင်တို့ကိုဧပြီလ22ရက်နေ့ညနေ3:00နာရီခွဲလောက်ကရက်ွက်အုပ်ချုပ်ရေးမှုနဲ့အတူအယောက်ဝိလူတွေကအင်းစင်ရွာမရဲစခန်းစီဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်။အလို့တမတမကခေါင်းဆောင်၄ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးလက်ကင်ဖုန်းတွေကိုတပ်တေခံဖြစ်သိမ်းဆီးကပုံမှ66ကနေအမှုဖွင့်ထားကြောင်းလက်ရှိမှာအာမခံနဲ့ပြန်လွှတ်ပေးထားကြောင်းသိထားရတယ်လို့ STUM တာဝန်ရှိသူကဆိုပါရယ်ရှင်။ ငလင်ဘေးဒဏ်အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းခွင်တွေမှာအလို့သမားရှားပါမှုပြဿနာကြောင့်အခက်အခဲကြုံတွေ့နေကြပါတယ်။ဘာကြောင့်အလို့သမားရှားပါမှုနဲ့ကြုံတွေ့နေကြပါသလဲ။လုပ်ငန်းရှင်တယောက်အနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့နေရပါသလဲဆိုတာနဲ့ပတ်သက်ပြီးမန္တလေးမြို့ကဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကို TV သတင်းထောက်ကေခိုင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။လက်ရှိမှာဒီဆောက်လုပ်ရေးပစ္စည်းတွေဈေးကွက်အခြေအနေဘယ်လိုရှိနေပါသလဲရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ပြောပြပေးပါဦးကို ်ဆောက်လို့ပစ္စည်းမှာဈေးကွက်အခြေအနေဆိုလို့ရှိရင်ပကြံပိတ်ရတော့ဒီလက်မြည်စည်းနည်းနည်းတက်သွားတာလွယ်လို့ရှိရင်ခြံထဲရက်ဒီမှာတော့ပုံမှန်အနေထားရှိပါတယ်ကျွန်တော်တို့ကြောက်သေးပြီးလက်မြည်လက်ရှိအနေထားမှာတော့ကျွန်တော်တို့တော့ဟိုပကြံမတိုင်ငင်ဝယ်စည်းနဲ့ပကြံပြီးဝယ်စည်းတိတ်တော့ကြောင်လည်းတိတ်မရှိပါဘူးပစ္စည်းပြတ်တယ်ဈေးကွက် စီးတက်တယ်ဆိုတဲ့အပိုင်းကြီးကတော့ကျွန်တော်တို့အခု HP လို့ IP လို့ဆိုတဲ့ဒီတန်ကြောင်းဘက်ဒီမှာတော့နည်းနည်းဖြစ်တယ်ပစ္စည်းပြတ်တဲ့အဆင့်တော့မဟုတ်ပဲနည်းနည်းလေးရက်ကလေးစောင့်ရတဲ့သဘောမျိုးတုံးလေးရက်စောင့်ပြီးမှဝယ်ရတာမျိုးဟို IP IP မှာရှိပါတယ်နောက်ထပ်ကကျတော့ဒီလက်ရှိပြိုပြက်နေတဲ့အကြောင်းပြရင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ပြန်ပြင်ရတဲ့ဒီ retrofitting ကဏ္ဍမှာတုံးဆွဲရတဲ့ chemical တွေ သူနဲ့ဆက်ဆက်ပစ္စည်းတွေကတော့ပစ္စည်းပြတ်တာတွေဝယ်လို့မရတာတွေရှိပါတယ်။နောက်ဟိုပြူပြတ်တာတွေစစ်ဆေးဖို့အတွက်ပုံဆွဲတဲ့ instrument တွေကျွန်တော်တို့အဲ့ဒီဟာတွေဝယ်တဲ့နေရာမှာအခက်အခဲတွေနည်းနည်းရှိပါတယ်။ခြံနဲ့ပုံမှန်မျိုးဖလားပစ္စည်းတွေကတော့တိတ်ထူးချမှုမရှိပါဘူး။ဟုတ်ကဲ့ပါဒီလက်တော်လုံးမှာဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုပ်သမားရှာပါတာတို့အလုပ်သမားအခက်အခဲဖြစ်နေတယ်ဆိုပြီးကြားလို့ပါအကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ရှင်းပြပေးပါရှင့် ီပါရှာပါမှုကတော့ဟိုအမျိုးအစားနဲ့ခွဲပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီသောလို့ဒီလောကမှာပုံမှန်မြေသူသမားဆိုတာရှိတယ်เนาะဟိုအဖြက်အဖြက်ဆိုတာတိုက်ကျူဖြက်သမားတွေပုံမှန်ဇီးကွက်ရှိတယ်เนาะပယံလုတ်သားဆိုတဲ့အဲ့ဒီခေါင်းစဉ်၃မျိုးနဲ့ပတ်သက်တဲ့ဒီပါတော့တော်တော်အခက်အခဲရှိတယ်ကျန်တဲ့လက်သမားတို့ဟိုတန်ကြီးတန်ငွေတို့ဆိုတာတော့တိတ်ခက်ခဲမရှိဘူး ။ငါ့ကိုအိမ်တိုက်တိုက်မှာစောင်းတစ်ခုမှာအများဆုံးလောက်ရတဲ့လူဆိုတာပယံ။ပယံမှာအဓိက၄ပါးရှားပါမှုဖြစ်တယ်။ငါ့အဖြူဖြက်မှာလည်းရှားပါမှုဖြစ်တယ်။ဘာလို့လဲဆိုလို့ရှိရင်ကွာငဒီတန်တင်ငလီတန်တင်ခါရတဲ့၄ပါးဒီကိုယ်တိုင်လည်းရှိတယ်။နောက်တစ်ခုကဒီလှုပ်နေအလုံးလုံးနေတော့မှငလီအလုံးမှကြောက်လို့ဆိုပြီးတော့မလာတာမျိုးလည်းရှိတယ်။ နောက်တချို့ကြတော့လေဆရာသမားကိုကြောက်ပြီးတော့မှဒီငလင်းတန်းတင့်နေတဲ့အဆောက်အဦတွေကိုဝင်ပြင်ခိုင်းလို့ရှိရင်မငင်းနိုင်တဲ့လူတွေကြတော့လေလုံးဝကိုမလာတော့တာကြီးရှိတယ်။ဆိုတော့ဟိုငလင်းရဲ့အကျိုးဆက်အရာဒီအကြောက်တရားနဲ့တွဲပြီးတော့မှဒီပါတချို့ဘလို့မလာတာနဲ့ရှားပါမှုပုံစံမျိုးကတမျိုးဖြစ်တယ်။နောက်တစ်ခုကကြတော့အခုနအဖြူအဖြက်ဆိုတဲ့ကိစ္စမှာအဖြူအဖြက်တည်းကများတော့ အဖြူဖြစ်ဈေးကွက်ကမတရားကြီးဈေးကွက်ပြက်သွားတယ်။ဥပမာအားဖြင့်ပေါ်လင်အောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ P20 P50 RC သုံးတဲ့တိုက်တလုံးကိုလူအားနဲ့ဖြတ်မယ်ဆိုလို့ရှိရင်ပေါက်ကြီးရာ300လောက်300လောက်ဆိုတဲ့အထီတအားကြီးမြင့်တက်သွားတဲ့အချိန်မှာအဲ့ဒီအဖြစ်သမားတွေကသူတို့ဈေးကွက်ကိုလုတ်အားရအောင်လို့ဆိုပြီးတော့မှပုံမှန်လုတ်အားကြီးတွေကိုနှက်စားပေးပြီးခေါ်တာမျိုးတွေရှိတယ် အဲ့တော့အခုနနေပါနေတဲ့ထဲမှာမှအဲ့လိုမျိုးပြန်ပြီးတော့ဟိုဖြတ်တဲ့ဈေးွက်တွေကိုစုပြုံပြီးဝင်သွားပြီးတော့ဈေးွက်ပြတ်တဲ့ပုံစံမျိုးကြောင့်လည်းလေဘာရှားတာကြီးလည်းဖြစ်တယ်ခင်ဗျအဲ့တော့ဟိုငလင်းကြောက်လို့မလာတာရောဈေးွက်ပြတ်လို့လုံတန်းရွှေ့သွားတာရောပုံစံနှစ်မျိုးတော့ရှိပါတယ်ဒီအရင်ကအလို့သမားတွေရဲ့နေစာလောက်အခါကဘယ်လောက်ရှိလေပေါ့နော်ဒီငလင်းပြီးနောက်ပိုင်းမှာအလို့သမားတွေရဲ့နေစာလာခါကဘယ်လောက်ထိမြင့်တက်တော့လဲရှင် အရင်ကပုံမှန်လီပါကတယောက်ကတပေါင်း3000တောင်းတောင်းခွဲအဲ့လိုမျိုးရှိတယ်လက်ရှိချိန်မှာအဖြူဖြက်က3000တောင်းတောင်းခွဲအထိကိုရောက်သွားတယ်ခင်ဗျာအခုလိုမျိုးအလုံသမားရှားပါတာတွေအလုံသမားတွေအခက်အခဲဖြစ်နေတာတွေကြုံနေရတော့ဆောက်လို့ရလုပ်ငန်းခွင်တွေမှာဒီလုပ်ငန်းရှင်တယောက်အနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့နေရပါသလဲရှင်ရှားပါတဲ့အတွက်အခက်ကျဲဆိုတာကတော့ကျွန်တော်တို့ဒီပုံမှန်ဈေးွက်လိုပါပဲ ကမန်းတအားတက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေမှမပြည့်စည်ပြီးနိုင်နေဆိုတော့ပြက်ကွက်မှုတန်နည်းနည်းခံရတာပေါ့အဲ့ဒီသဘောပါပဲကမန်းတက်နေတဲ့အချိန်မှာဒီဘက်ကနေမှ တက်လာတဲ့တမန်နဲ့အညီ site တိုင်းကိုလူကြည့်အင်အားပြည့်မစင်းပြနိုင်တဲ့အခါမှာ site တွေကိုအလဲကျဆိုတဲ့စနစ်မျိုးတွေနဲ့တွားနေရတော့အင်ရှင်တွေရဲ့မကြည်နှံ့မှုတွေစိုးရိမ်မှုအဲ့လိုအခက်အခဲတွေကိုအဓိကထားပြီးနေတိုင်းရင်ဆိုင်ပြီးဖြည့်ဆည်းနေရတယ်။ရက်ကလေးစောင့်ပြီးပါတို့၊၃ရက်စောင့်ပါတို့၊တစ်ပတ်စောင့်ပါတို့နဲ့အဲ့လိုတွားနေရတာကျွန်တော်တို့ဒီပုံမှန်လိုပဲတစ်ပတ်ဆယ်ရက်နေတော့ပုံမှန်လိုပြန်ရောက်သွားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပဲလောလောဆယ်ချိန်ပြီးတော့တရက်ပြီးတရက်ကြော်ဖြတ်ပြီးရင်ဆိုင်နေတာပါပဲ။ ။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။